အားလုံးပဲမင်္ဂလာပါလဘဝင်းခမန်းချက်များအစီအစဉ်မှပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ညမှာဆိုရင်အင်္ဂါညဖြစ်လို့ဥရောပဂျမနီပွဲစဉ်တွေပြန်ကစားဖို့ရှိတယ်ဒီညမှာဒီဂျမနီအုပ်စုပွဲစဉ်စုစုပေါင်း၉ဝတ်တိကစားမယ်ဒီပွဲစဉ်တွေကနေပြီးတော့ကျွန်တော်ကပုံမှန်အတိုင်းပဲတပွဲကောင်းရွေးချယ်ပြီးတော့ခမန်းပေးသွားမှာဖြစ်ပါတယ်အဲတော့ဒီနေ့ညမှာကျွန်တော်ခမန်းသွားတဲ့ပွဲစဉ်လေးကတော့မြန်မာစံတော်ချိန်၁၇:၅မှာရှင်းနိုင်ကစားမယ်အဒလနာတင်းနဲ့ဒီကရက်ပူချက်တင်းရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲစဉ်မှာလက်ရှိပီဇာရဲ့ဂျီအာအရှင်တင်းရနေပြီးတော့ level တရာရှုံးဂိုးပေါင်းဂျီအာ 3D ပါမနေ့ကလောကဒီတဲ့င်းကကျွန်တော်တို့ဒီ Champion League ရှုံးရက်စဉ်မှာတွေ့ခဲ့ပြီးတော့အတလာတင်းကအိမ်ကွင်းမှာ Bordeaux 1D နဲ့ဂိုးပေါင်းဂျီ 3D ဖွင့်ခဲ့တယ် Bordeaux 1D နဲ့ Gobang 3D မှာရလက်ကတော့ကျွန်တော်တို့ဒီ Budget တင်းကအဝေးကနေပြီးတော့ 3D 1နိုင်ခဲ့တယ်ပေါ့နော်အားချက်ကကျွန်တော်မနေ့ကရသည်ကအဒနာတင်းကခြေသွမ်းပိုင်းအတော်လေးကောင်းတယ်နီးပြားနဲ့လည်းအဆင်ပြေတယ်ဒီရသည်မှာတော့နီးပြားတိခဏပါပြီးရောခြေသွမ်းပိုင်းကအရင်အားရတာမရှိဘူးပေါ့နော် အရှိမကစားလိုက်ပွဲစဉ်တွေမှာလည်းတက်စစ်ပိုင်းကလည်းအရင်ကြီးမစုံဘူး။နောက်တစ်ဖက်ကဒီဘူဂျက်တင်ကတော့ခြေစပိုင်းကပုံမှန်ပဲမိနစ်ကလည်းခြေစပိုင်းကောင်းတယ်ဒီနေ့မှလည်းခြေစပိုင်းကောင်းတာကိုကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာတွေ့ရတယ်ပေါ့နော်။အဲ့တော့ခြေစပိုင်းကလည်းနှစ်သင်းလုံးရှင်ကြီးတိုင်းအလနာတင်ကအတော်လေးညံ့တယ်ဒီဘူဂျက်တင်ကခြေစပိုင်းညိမ့်တယ်ပေါ့နော်။နောက်ကြေးရန်ရလည်းကြည့်မယ်ဆိုရင်ဒီဘွဲမှာဒီအတလာတင်းနေတဲ့ဘူဂျက်တင်းကိုအာလုံးဝမနိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒီဘွဲစင်မှာဒီဝေကွင်းကလာဥစားမယ်ဒီကလပ်ဘူဂျက်တင်းနေတဲ့အတလာတင်းကို အနည်းဆုံးတည်ရအောင်ကစားနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်ဘာခြေစွမ်းရရောကျွန်တော်ကြေးရရောဒီအတနာတင်းနေဒီညမှာလူချက်တင်းကိုဘလို့မှမနိုင်ဘူးလို့ကျွန်တော်ကတော့ခံမှန်းထားတယ်အကြောင်းမလို့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့လည်းဒီညမှာဒီလူချက် body ကိုတည်ချဖို့ကစားဖို့ကျွန်တော်အချက်မြူခဲ့ပါတယ်ဒီလူချက်တင်းနေနဲ့အတနာတင်းရဲ့အင်ကွင်းမှာအနည်းဆုံးတည်ရရှိမယ်ကျွန်တော်တို့ဒီအနီကတွေပါရမချူဘူးဆိုတော့ဒီညမှာဒီ budget တင်းနေလုံးဝမရှုံးဘူးလို့ကျွန်တော်ကယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီညအတွက်ကျွန်တော်အချက်ဆုံးလို့ပြောရတော့ အတလာတင်းရဲ့ဘူဂျက်တင်းရဲ့ပွဲစဉ်မှာကျွန်တော်ဘူဂျက်ပေါ်လေးကြိုက်ပါတယ်ကျွန်တော်ရဲ့မစ်ဆွေများလည်းအကြိုက်တူရင်ထူထူလေးကစ်ဖို့ကျွန်တော်ကအကြံပေးခဲ့ပါတယ်ကျွန်တော်ပြောပါမယ်တရှိခြေစွမ်းရရောခြေရရောဒီအတလာတင်းရဲ့အိမ်ခွေးမှာဒီဘူဂျက်တင်းနဲ့လုံးဝမရှုံးပါဘူး1 1ဒါမှမဟုတ်လေ1 2လောက်နဲ့ပွဲပြီးသွားမယ်လို့ကျွန်တော်ကတော့ခံမှန်းထားတယ်ကျွန်တော်တို့ဒီဂျိုင်းမှာဒီမမြင်ရတဲ့ kiss တွေပေါ့နော်အနီးကတွေပါအထိတော့မသိဘူးပုံမှန်တိုင်းမျိုးကစားမယ်ဆိုရင်တော့အခုညပွဲစဉ်ကအတလာတင်းနေတဲ့ budget တင်းကိုလုံးဝမနိုင်ဘူးလို့ကျွန်တော်ကထပ်ပြီးပြောခဲ့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်